ပါတယ်ရခိုင်လက်နက်ကင်သဘောအေကအခုရခိုင်ပြည်နယ်မှာရှိနေတဲ့မြို့တော်စစ်တွေနဲ့ဒေသစီမံကိန်းတွေအများပြားရှိနေတဲ့ကြောက်ပြုတ်ကိုစစ်ရေးတွေပေါ်ဆောင်လာတာဆိုရင်6လကျော်10လနီးပါးကြာမြင့်သွားပြီဖြစ်ပါတယ်လက်ရှိအချိန်ထိလည်းရခိုင်လက်နက်ကင်သဘောအေကစစ်တွေအနီးပတ်ဝန်းကျင်တွေမှာစစ်ရေးတွေပြန်လည်ပေါ်ဆောင်လာခဲ့ပါတယ်တမတော်ဘက်ကလည်းပုံနာကျွန်းနဲ့စစ်တွေအနီးမှာရှိနေတဲ့စစ်တွေနဲ့ပုံနာကျွန်းရဲ့ကြားမှာရှိနေတဲ့မင်းချောင်းတရားကိုပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေပြီးတော့ရခိုင်လက်နက်ကင်သဘောအေကတော့မင်းချောင်းရဲ့တစ်ဖက်ချမ်း ပုံနာကျွန်းဘက်ခြမ်းတွေကိုထင်းကျုပ်ထားတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီမင်းချောင်းတရားဆိုတာကတမောကထင်းကျုပ်ထားတဲ့ဒေတာတွေရဲ့တစ်ချံတစ်ဖက်မှာတော့ပုံနာကျွန်း area ကရခိုင်လက်နက်ကိုင်တပုံ AA ထင်းကျုပ်ထားတဲ့ဒေတာတွေပဲဖြစ်ပါတယ်။ဒီတွေကနေမှပြီးခဲ့တဲ့အောက်တိုဘာ16ဆက်ခွန်ဝင်းကျင်ကလေးကရခိုင်လက်နက်ကိုင်တပုံ AA နဲ့အပေါင်းပါတွေကကြောက်တော်မှာရှိနေတဲ့လူသားအရင်းမြစ်တွေကိုထပ်မံအင်အားဖြစ်တင်းခဲ့ပြီးတဲ့နောက်ပုံနာကျွန်းမှာစုဖွဲ့ခဲ့ပါတယ်။ ပုံနာကျောင်းမှာစုပ်ပွဲပြီးတဲ့နောက်စစ်တွေအနီးမှာရှိနေတဲ့တပ်တော်ရဲ့တရင်တပ်စခန်းတွေတာကဆာစစ်တွေနောက်ပြီးတော့အမြင့်ကျိုးဘေးနားမှာရှိနေတဲ့ခမာယာခလာယာတပ်တွေအပြင်ရွှေမင်းကန်ချောင်းတွေစားတဲ့ဒေသမှာရှိနေတဲ့တပ်တော်ရဲ့ရေတဲ့ကင်းစခန်းတွေကိုတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။အဲဒီအတွက်ကြောင့်မလို့အခုအော်တိုဘာ16 18ဝန်းကျင်ကစပြီးတော့စစ်တွေမျိုးရဲ့ဒီပုံနာကျောင်းနဲ့အဆက်မှာရှိနေတဲ့ဒီခိုင်လက်နက်ကန်သဘောအေအေစုပ်ပွဲနေတဲ့နေရာတွေမှာအပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ဒရုန်းချတိုက်ခိုက်မှုတွေပြန်လည်ပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေပေါ်ဆောင်ခဲ့တဲ့အတွက်တမရော့ဘက်ကလည်းအကဲကြီး drone နဲ့ရွေးပွေတွေနဲ့ကင်းထော့ပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေပစွန်ကန်တွေစိုက်ပျိုးရေးခြံတွေနဲ့ဒီတက်လေတက်ထရှိတဲ့ချောင်းတွေတွေကစုခွာနေရာတွေစုဖွဲ့နေရာတွေအရက်ဖက်ပြည်သူလူထုအသုံးပြုတဲ့လှေတွေအယောင်ဆောင်ပြီးတော့စုဖွဲ့နေတဲ့စည်ရေးလှုပ်ရှားမှုတွေကိုလည်းနောက်လျှော့စုလို့ကင်းထော့မှုတွေပြုလုပ်ပြီးလက်အမှုရယူတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ ဒီစေရေးလှူရှားမှုတွေကိုတမရော့ဘက်ကကင်းထောက်စောင့်ကြည့်ပြီးတော့လက်နက်ကြီးပြစ်ခတ်ခဲ့တာတွေလေခွဲကြီးပြစ်ခတ်ခဲ့တဲ့မှတ်တမ်းဗီဒီယိုဖိုင်တွေလည်းအရှုပ်ပေးရမယ်လို့ယူဆပါတယ်။ဒီမှတ်တမ်းဗီဒီယိုဖိုင်တွေကလည်းရခိုင်လက်နက်ကိုင်တပုံ A ရဲ့စေရေးပေါ်ဆောင်တဲ့နေရာတွေကမှဒဏ်ရာရသွားတဲ့ရခိုင်တပုံတွေနဲ့ဒီတေလူမျိုးရာဖြစ်နေတဲ့သူတွေကိုစုပ်ခွာသွားတဲ့အချိန်ဒီလမ်းကြောင်းကနေတဆင်ပြန်လဲကယ်ထုတ်ဖို့ပြုလုပ်တဲ့အချိန်နေမှာပဲတမရော့ကလေခွဲကြီးထပ်မံပြစ်ခတ်ခဲ့တာကိုလည်းမြင်တွေ့ရပြီးဖြစ်ပါလိမ့်မယ်။ ပြောရရင်တော့ရခိုင်လက်နက်ကိုင်းတပုံ AA ကစစ်တွေမျိုးအနီးပတ်ဝန်းကျင်ပုံနာကျွန်းဘက် area မှာဒီလိုမျိုးလှေတွေတာမန်တွေကိုအုံပြုပြီးတော့စစ်ရေးတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။ဒီထဲကနေမှာမနေ့ကအောက်တိုဘာ26ရက်နေ့မှာပဲပုံနာကျွန်းမှာအခြေစိုက်ထားတဲ့ဖြူစင်ရုံငွေ foundation ကကလေးတရလူနာသွားတယ်တယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့တမရိုရဲ့ draw ဘုံချတိုက်ခိုက်မှုမှာသိဆုံးသွားတယ်ဆိုပြီးရခိုင်လက်နက်ကိုင်းတပုံ AA ကိုရခိုင်လက်နက်ကိုင်းတပုံ AA ရဲ့အားပေးထောက်ခံပြုထားတဲ့အကြမ်းဖက်မီဒီယာတွေအပြင် ပုံနာကျွမ်းမှာအခြေစိုက်ထားတဲ့ဒီဖြူစင်ရင်ွယ် Pride Foundation ကလည်းသတင်းထုတ်ပြန်ခဲ့တာကတက်မတော်ရဲ့ဒရဘုံချတိုက်ခိုက်မှုကြောင့်တည်ဆုံသွားခဲ့တယ်ဆိုပြီးတော့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဂျမ်ဘတ်သမားတွေရည်ရွယ်တာကတော့ပုံစံတစ်ခုတည်းသာဖြစ်ပါတယ်။တက်မတော်က Pride လူမှုကြီးကွန်ရီအသင်းအဖွဲ့တွေကိုသာမရှောင်ဒီလူမှုကွန်ရီကားတွေကိုသာမရှောင်မင်းနဲ့ ဒရုန်းချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုး highlight လုပ်ပြီးတော့ဖော်ပြခဲ့တာဖြစ်ပါတယ်။တကယ်တော့ပုံနာကျွန်းဆိုတာရခိုင်လက်နက်ကိုင်တပုံ AA စုဖွဲ့နေတဲ့နေရာဖြစ်တယ်။ရခိုင်လက်နက်ကိုင်တပုံ AA ထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ကတမ်းမတော်နဲ့အပြန်အလှန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့နေရာကိုအကြမ်းဖက်သမားတွေကသွားရောက်ပြီးတော့ဒဏ်ရာရအကြမ်းဖက် AA တွေကိုသွားရောက်ကယ်ထုတ်ခဲ့တဲ့အချိန်တမ်းမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုဆိုတာတဲ့ဒရုန်းနဲ့ချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာအကြက်သက်အားပေးမီဒီယာတွေကရောဖြူစင်ရင်ဝင်ရခိုင်အစွန်ရောက်ပရိုက်တာအတင်းကသတင်းထုတ်ပြန်တဲ့ပုံစံကနှောင်းမှာရှိနေတဲ့ဒန်ယာယလူနာကိုသွားရောက်ပြီးတော့တယ်ဆောင်တဲ့အချိန်ဒီပရိုက်တာကားကိုတမတော်ကဒရဘုံချတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့သတင်းလို့သတင်းမှောက်တွေနဲ့ပြောင်းလဲပြောင်းစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့ကွမ်းနောင်ရဆိုတာကတမတော်ထင်းချုပ်ထားတဲ့အမြင့်ကျွန်းမင်းချောင်းသတားရဲ့တစ်ဖက်မှာရှိပါတယ် ကွမ်းတောင်တိုင်းနယ်ကြီးဖြစ်ပြီးတော့ရွာကြီးကလည်းကြီးတယ်။ဆေးရုံဆေးပေးကမ်းတွေလည်းရှိတယ်။တိုင်းနယ်ဆေးရုံရှိတယ်။ဒါအပြင်ရခိုင်လက်နက်ကိုင်းတို့အေးထိန်းချုပ်ထားတဲ့ပုံနာကျွန်းနဲ့တွေ့မယ်ဆိုလို့ရှိရင်၄မိုင်ကျော်၅မိုင်နီးပါးသာရှိတဲ့ရွာတွေသာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းဒီအမြင့်ကျွန်းနယ်ဒီကွမ်းတောင်ဘေးပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ခိုင်လက်နက်ကိုင်းတို့အေးက ဒီဒေတာတွေမှာရှိနေတဲ့ရခိုင်တင်းကျုပ်ရဒေတာတွေမှာရှိတဲ့ provider အသင်းဖွဲ့တွေအားလုံးကလည်းရခိုင်လက်နက်ကင်တပုံ AA နဲ့အပေါင်းပါတွေထိခိုက်တေဆုံးမှုတွေဒဏ်ရာရမှုတွေကိုလည်းလူမှုကူညီရေးကားတွေကိုအကာအကွယ်ယူပြီးတော့တည်ဆောင်နေတာတွေလည်းရှိပါတယ်ရေလမ်းကြောင်းကနေဖွဲ့စည်းပုံပြက်ပြီးစုပ်ခွာနေကြတာတွေလည်းရှိတယ်လို့ဒီကုန်းလမ်းကနေအရေးပေါ်အခြေအနေရောက်ရှိနေတဲ့အကြံဖက်သမားတွေကိုလည်း provider အယောင်ဆောင်ကားတွေနဲ့တည်ဆောင်နေကြတာရှိပါတယ်။ရခိုင်လက်နက်ကိုင်တပုံ AA ထိန်းချုပ်ထားတဲ့ကပုံနာကျွန်းက ရခိုင်အကြမ်းဖက်တွေရဲ့အာရကအစိုးရဆိုတဲ့ခေါင်းစဉ်နဲ့အာဒုက္ခအနေနဲ့စီးပွားရေးအရာအကုန်စင်တို့မြင့်တက်မှုတွေကိုခါစီခံပြီးတော့တချိန်မှတနည်းနဲ့တချိန်ချင်းမှအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးနဲ့စစ်တွေမျိုးကိုစည်ရေးပေါ်ဆောင်တဲ့အချိန်ဒေသခံရခိုင်လူမျိုးကြီးအစွန်းရောက်တွေကပါအာဘေးအမြောက်ပြုခဲ့တဲ့ဒေသတခုဖြစ်ပါတယ်။ဒါအပြင်ကြောက်တော်မှာစုဖွဲ့ထားတဲ့ရခိုင်လက်နက်ကိုင်တပုံအေရဲ့အစွန်းရောက်တွေအရင်မြစ်တွေအားလုံးကိုပုံနာကျွန်းကိုလာရောက်စုဖွဲ့ပြီးတဲ့နောက်ပုံနာကျွန်းကနေအမြင့်ကျွန်းထိပ် ကွမ်းတောင်တိုင်းနယ်အထိလာရောက်ပြီးတော့စုဖွဲ့တယ်စေရေးပေါ်ဆောင်တယ်ဒါအပြင် ပုံနာကျွန်းရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ဒီကန္နာလန်တစ်လျှောက်ကနေဆက်လက်ပြီးတော့တိုက်ပွဲတွေပေါ်ဆောင်တာရှိပါတယ်ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီဒုတိယပတ်တည်းကစပြီးတော့စစ်တွေကိုစစ်တွေမျိုးသိမ်းတိုက်ပွဲပေါ်ဆောင်မယ်ဆိုပြီးတော့ရခိုင်လက်နက်တကိုင်းတကောအေအေကစေရေးပေါ်ဆောင်တဲ့အချိန်ပုံနာကျွန်းမှာအခြေပြုပြီးတော့စေရေးပေါ်ဆောင်ခဲ့တာဖြစ်ပါတယ် အဲ့ဒီထဲကနေမှာရခိုင်လက်နက်ကိုင်သဘော A ရဲ့စီရေးပေါ်ဆောင်တဲ့နေရာတွေကိုပြန်ကြည့်လိုက်ရင်ဒီစစ်တွေပုံနာကျွန်းလမ်းကြောင်းကရွာတွေမှာလည်းစီရေးပေါ်ဆောင်နေစုဖွဲ့မှုတွေပြုလုပ်ပါတယ်။ပုံနာကျွန်းကနေဆက်ထွက်လာမယ်ဆိုလို့ရှိရင်ကင်းချောင်းတရားကနေအမြင့်ကျွန်းထိရခိုင်လက်နက်ကိုင်သဘော A စုဖွဲ့နေတဲ့ရွာတွေပဲဖြစ်ပါတယ်။အဲ့ဒီကတော့ဒီရေဖြူကန်ချောင်းဝရွာစင်အင်းကြီးပရိသပရိသရွာပြီးရင်တော့ကုန်းအောင်ရွာကိုရောက်ရှိမှာဖြစ်ပါတယ်။ ကုန်းတော်ရွာကုန်းတော်တိုက်နယ်ဖြစ်ပြီးတော့အဲ့ဒီကုန်းတော်ရွာမှာပဲကရိုးစိတ်တွေအများပြားရှိတယ်။ဒီနေရာတွေကနေပဲရခိုင်လက်နက်ကင်သဘောအေအေကစည်ရေးဖော်ဆောင်နေကြတယ်။လိုအပ်တဲ့ထောက်ပံ့အုပ်ချုပ်မှုတွေကိုရလန်းကျောင်းတံပန်းတွေကိုအသုံးပြုပြီးတော့ဖော်ဆောင်နေကြတာလည်းရှိပါတယ်။နောက်ထပ်စည်ရေးဖော်ဆောင်တဲ့လမ်းကြောင်းကတော့ဒီပုံနာကျွန်းရဲ့တောင်ဘက်ကန္နာလန်တစ်လျှောက်ကနေပဲဖြစ်ပါတယ်။အဲ့ဒီရွာတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပေါ့ချောင်းနက်စိတ်အဲ့ဒီကနေမှဒီမင်းငံပန်းဆွေ ပိုင်အင်စားတဲ့ရွာတွေရှိပြီးတော့တဆင့်ချောင်းတွေကိုဖြတ်ပြီးတော့လာမယ်ဆိုလို့ရှိရင်တော့စစ်တွေအနီကိုရောက်ရှိမှဖြစ်ပါတယ်။စစ်တွေနဲ့ပုံနာကျွန်းရဲ့အကြားမှာရခိုင်လက်နက်ကိုင်သဘောင် A နဲ့အပေါင်းပါတွေစုဖွဲ့ပြီးတော့ဖြန့်ကျက်တဲ့နေရာနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျဲထိုးရွာနဲ့ဒီပလီမော်ဆိုတဲ့ရွာဖြစ်ပါတယ်။အဲ့ဒီရွာတွေမှာအခြေပြုပြီးတော့စစ်တွေအနီမှာရှိနေတဲ့မင်းကန်အဲဒါအပြင်ဒီချောင်းတွေဂန်းကော်ကျွန်းပါတလေးစားတဲ့ရွာတွေမှာစုဖွဲ့ပြီးတော့လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေစနိုက်ပါနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုရခိုင်လက်နက်ကိုင်းတပုံအေအေကဒီပရိုက်ဒါဆိုတဲ့အမိခံထားတဲ့ဖြူစင်ရင်ဝင်အမိဖြူစင်ရင်ဝင်အပွဲကတည်ဆုံးမှုနဲ့ပတ်သက်ပြီးပြန်ကြည့်ရင်လည်းအကြံပတ်သမားတွေကရခိုင်လက်နက်ကိုင်းတပုံအေအေတန်ရရရှိသူတွေကိုလာရောက်ကယ်ထုတ်တဲ့အချိန်စေဝါကုသမှုပြုလုပ်ဖို့ရှေးဥတုနာပြုစုနည်းနဲ့ပရိုက်ဒါကားတွေကိုအကာအကွယ်ယူပြီးတော့လာရောက်တည်ဆောင်တဲ့အချိန်တမတော်ကတော်ပုံချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီနေရာတွေဆိုတာကပြီးခဲ့တဲ့အော်တိုဘာဆက်ခွန်ဆက်ရှိဝင်းကျင်တွေကတိုက်ပွဲတွေအပြန်အလှန်ဖြစ်ပေါ်ခဲ့တယ်။ရခိုင်လက်နက်ကိုင်သဘုံအေအေကလည်းစစ်တွေမြို့ကိုတကြောပြန်တိုက်ပွဲပေါ်ဆောင်မှုပြုလုပ်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်သဘုံအေအေရဲ့တိုက်ပွဲပေါ်ဆောင်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အမြင့်ကျုံးမှရှိနေတဲ့နေရာတွေမှာလည်းလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တာတွေရှိပါတယ်။အမြင့်ကျွန်းရဲစခန်းပြီးတော့ဒီပညာရေးတပ်ကတပ်ရင်းတွေခမရ344ခလာရ323စားတဲ့တပ်တွေမှာလည်းကြာရောက်ပောက်ကွဲမှုတချို့ရှိခဲ့ပါတယ် ဒါမှမဟုတ်ဘဲကဂျမ်ဖတ်သမားစုဖွဲ့နေရတွေကိုလည်းယူရီပွေတွေနဲ့ကင်းထောက်ပြီးတော့ပြန်လည်တိုက်ခိုက်နှိမ်နှင်းမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ရခိုင်လက်နက်ကန်တပုံ AA ရဲ့စစ်တွေကိုစစ်ရေးပေါ်ဆောင်တဲ့နေရာမှာဒီပုံနာကျွန်းကနေတဆင့်ကွမ်းတောင်ကွမ်းတောင်ကနေတဆင့်စပါးထားဝါဘူရွာတွေအထိကိုလာရောက်ပြီးတော့တစ်ဖက်မှာရှိနေတဲ့စစ်တွေဒါကစားနေနေမိကန်တရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်တဲ့နေရာတွေပဲဖြစ်ပါတယ်။ကန်ကောကျွန်းတို့ဝါပါတလိတ်တို့ဇော်မတက်တို့ဆိုတာကရခိုင်လက်နက်ကိုင်တပုံ AA နဲ့အပေါင်းပါတွေဒီချောင်းတွေကိုကြော်ပြီးတော့ အယက်သားအသွင်နဲ့ဒါအပြင်ဒီအယက်သားမဖန်းလေတွေအနေနဲ့အသုံးပြုပြီးတော့ရက်စစ်တွေပဲချမ်းကိုကူပြီးတက်မလို့စစ်ကြောင်းတွေကင်းစကန်းတွေကိုစနိုက်ပါနဲ့ပြစ်ခတ်တာတွေပြုလုပ်ခဲ့တဲ့ရွာတွေပဲဖြစ်ပါတယ်။အဲ့ဒီဘက်တက်မလို့က2025ခုနှစ်မတ်လလောက်ကစပြီးတော့ဝါဘူစပါထလေပလီမော်စတဲ့ရွာတွေကိုတောက်လျှောက်ဆိုသလိုလက်ဦးမူရယူတိုက်ခတ်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။အဒီနီယာမှာရခိုင်လက်နက်ကိုင်သဘောအေရစီပေါ်ဆောင်မှုတွေကဒီ2025ခုနှစ်ဇွန်ဇူလိုင်ဝန်းကျင်မှာအချိန်ကျသွားခဲ့ပါတယ် အရှင်ကျသွားခဲ့ပြီးတဲ့နောက်တက်မတော်ကအခုနိုင်ငံတော်ကကျင်းပမဲ့မြို့ကောက်ဝဲကိုနှောက်ရှက်ရေးစစ်တွေမြို့ပေါ်မှာမြို့ကောက်ဝဲမကျင်းပနိုင်ရေးအတွက်ဒီတိုက်ပွဲတွေပြန်လဲပေါ်ဆောင်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ဒီလိုတိုက်ပွဲတွေပေါ်ဆောင်တဲ့အတွက်ပုံနာကျွန်းထဲမှာရှိနေတဲ့ရခိုင်လက်နက်ကန်တပုံ AA နဲ့အစွန်းရောက်ရခိုင်စစ်သွေးကြွရဲအာပေထောက်ခံမှုတွေနဲ့နောက်ကွယ်ကစားနပ်ရိက္ခာစေဝါလိုအပ်ချက်တွေအပြင်အကြံပေးသမားတွေထိခိုက်သေးဆုံးတဲ့အချိန်ယာယီစေကုပေးနေတဲ့နေရာတွေနဲ့အကြံပေးသမားတွေကိုတည်ထုတ်တဲ့ပရိုက်ဒါကားတွေကအစအပူညီပေးနေတာပဲဖြစ်ပါတယ် ဒီလိုမျိုးအကျံဘက်သမားတွေက pride အမိခံပြီးတော့အကျံဘက်သမားတွေကိုကယ်ထုတ်နေပေမဲ့တမ်မတော်ကအကျံဘက်သမားတွေကိုထက်ချက်မကွာလိုက်လံရှင်းလင်းတိုက်ခိုက်တဲ့အချိန်မှာတော့အကျံဘက်သမားတွေနဲ့အကျံဘက်အားပေးမီဒီယာတွေအားလုံးကတပြိုင်တည်းဝိုင်းဝန်းပြီးတော့တိုက်ခိုက်ကြတာကိုမြင်တွေ့ရပါတယ်တကယ်တော့တမ်မတော်ရဲ့ဒရဘုံချတိုက်ခိုက်မှုတွေတည်ဆုံသွားတဲ့ထေးအောင်ဟင်းကိုကိုလက်ဆိုတဲ့ကလေးကအသက်၁၄နှစ်သာရှိပါသေးတယ်ပြီးခဲ့တဲ့၄နှစ်အသက်၁၀နှစ်ဝန်းကျင်တွေကရခိုင်လက်နက်ကိုင်းတပုံးအေအေတိုက်ပွဲဖော်ဆောင်တဲ့အချိန် ရခိုင်လူမျိုးရေးစစ်သွေးကြွတယောက်ဖြစ်လာမဲ့သူတယောက်ဖြစ်ပါတယ်ပရိဒအမိခံထားတဲ့ဆိုပေမဲ့အတိစိတ်တဲ့ဝမ်းထဲမှာကအဖရခိုင်နိုင်ငံတော်တူတော်မယ်ဆိုတဲ့စိတ်ကိုရင်မှုနဲ့အတူရခိုင်လက်နက်ကိုင်တပုံအေအေကိုအားပေးနေတဲ့ရခိုင်လူမျိုးရေးအစွမ်းရောက်လေးတယောက်ပဲဖြစ်ပါတယ်ဒီကလေးရဲ့တေဆုံးမှုကတော့ဒရဘုံချတိုက်ခိုက်မှုတွင်တေဆုံးသွားတယ်ဖြူစင်ရုံရဲ့ပရိဒဖောင်ဒေးရှင်းကလည်းတမတော်ရဲ့ဒရဘုံချတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့အတွက်ဝမ်းနဲ့ငိုကြွေးနေတဲ့ပုံစံနဲ့ယူကျုံမရတဲ့ပုံစံမျိုးနဲ့မျက်ရည်ချူတာတွေမျက်တာချူတာတွေလည်းပြုလုပ်ခဲ့ပါတယ် ဗန်းနူသွေးပုံစံမျိုးနဲ့ပြုတ်လောက်လာခဲ့ပေမဲ့တကယ်တမ်းကတော့ရခိုင်လက်နက်ကင်သဘောအေအေတွေထိခိုက်တဲ့အချိန်ပရိုက်တာကားကိုအကာအကွယ်ယူပြီးတော့သွားရောက်တဲ့ဆောင်တဲ့အချိန်တမလို့ကတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ဒဏ်ရာရသွားတဲ့အကျန်းဖက်သမားရောပရိုက်တာအမိခံထားတဲ့ရခိုင်အစွန်းရောက်အေအောင်အေအောင်တိစုံခဲ့တာဖြစ်ပါတယ်။ကြတော့ပုံနာကျွန်းကရခိုင်လက်နက်ကင်သဘောအေအေထိန်းချုပ်ပြီးတဲ့အချိန်ကစပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်မဲ့ဆိုတဲ့စီယုံမှုတွေနဲ့အရက်ခလမ်းစဉ်နဲ့အတူရခိုင်ပြည်နယ်ရဲ့အစာပေရင်ကျင်းမှုတွေအများအပြားကို တင် जा ခဲ့တယ်စီးအောင်ခဲ့တယ်မြို့ရဲ့အုပ်ချုပ်ရေးဂျန်တွေကလည်းအရခအစိုးရဆိုတဲ့ရခိုင်တပုံထိချုံမှုအောက်မှာရှိနေပြီးတော့နေ့စဉ်လှုပ်ရှားမှုတွေကနေစပြီးလူမှုရေးကျန်းမာရေးစီးပွားရေးအားလုံးကရခိုင်အစွန်းရောက်ထွန်းမြက်နိုင်ဦးဆောင်တဲ့အဖွဲ့တွေရဲ့ထိချုံမှုအောက်မှာပဲပျော့ပျော့ကြီးနဲ့ရှင်သန်နေကြတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ဒီလိုရှင်သန်မှုတွေကမှ Pride အမေရိကန်အဖွဲ့တွေလည်းရှိပါတယ်ပုံနာကျွန်းထဲမှာအခုလိုဖြူစင်ရင်ွယ် Foundation အမေရိကန်လာတဲ့ Pride အဖွဲ့တွေတာမကတခြား Pride အဖွဲ့တွေလည်းရှိပါသေးတယ် ဒီလိုမျိုးပြိုက်တာအမိခံထားတဲ့အကြံဖက်သမားအားပေးထောက်ခံသူတွေတည်ဆုံတဲ့အချိန်ဒီမီဒီယာဘက်ကနေဝိုင်းဝန်းပြီးတော့ထုံးနေတာရရှိသလိုရခိုင်လူမျိုးရေးအစွမ်းရောက်စာရေးစရာအမိခံဝဟင်အောင်ကလည်းတမတော်ကပြိုက်တာဒီလူငယ်လေးကိုပြိုက်တာကားတွေကိုပါမချမ်းဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့မြေကြီးချူတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ပြောရရင်တော့ရခိုင်လက်နက်ကိုင်းတပေါင်းအေအေထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်ထဲမှာပုံနာကျွန်းမြို့လည်းပါဝင်ပါတယ်။ ဒီမျိုးတွေထဲမှာပဲရခိုင်အစွန်းရောက်တွေလည်းရှိနေတယ်ရခိုင်အကြမ်းဖက်သမားတွေလည်းရှိနေပြီးတော့စစ်တွေမြို့သိမ်းတိုက်ပွဲပေါ်ဆောင်မယ်ဆိုတော့ရှင်စစ်ရေးရှင်မှန်းချက်ကိုကိုလာကျော်ဆယ်လာနီပါထောက်ပံ့ပေးခဲ့တဲ့မျိုးလည်းဖြစ်ပါတယ်စစ်တွေမျိုးကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်သမားတွေအားလုံးကစစ်တွေနဲ့ပုံနာကျွန်းမျိုးနဲ့အဆက်ကရွာတွေကနေဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်တွေမျိုးရဲ့နောက်ပင်လဲအော်မှာတော့တက်မတော်ရေကလုံးရွေးယူထားတဲ့အတွက်အကြမ်းဖက်သမားတွေငါးဖမ်းလေးအယောင်ဆောင်ပြီးသွားလာဖို့တော့ခက်ခဲပါတယ် ဒါပေမဲ့စစ်တွေမျိုးသိန်းတိုက်ပွဲပေါ်ဆောင်တဲ့အကြံဖက်သမားတွေရဲ့အတိတ်ကအရင်မြစ်ကတော့ပုံနာကျွန်းမြို့ဖြစ်ပြီးတော့ပုံနာကျွန်းမြို့တွေကမှစစ်တွေပုံနာကျွန်းလမ်းမော်ကအတိတ်ကကြာနေတဲ့ဂွန်းတောင်တိုက်နယ်ကရခိုင်လက်နက်ကိုင်တပေါ်အေအေရဲ့စုရဲတကူဖြစ်တယ်။နောက်ထပ်စုရဲတွေကစပါးထားဝါဘူးနဲ့ကန်းကော်ကျွန်းစော်စော်မတက်စတဲ့ရွာတွေပဲဖြစ်ပါတယ်။ပြောရရင်တော့ရခိုင်လက်နက်ကိုင်တပေါ်အေအေကစစ်တွေမျိုးသိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီးတော့တိုက်ပွဲတွေပေါ်ဆောင်ခဲ့ပေမဲ့စစ်တွေမျိုးမှာရှိနေတဲ့တပ်မတော်ရဲ့နေမြေကန်တိုင်ရင်တပ်ဖွဲ့တွေဒါကစစ်တွေနဲ့ တခြားသောဒီအင်အားဖြစ်တင်ထားတဲ့တပ်မတော်စစ်ကြောင်းတွေရဲ့အမြဲတမ်းစောင့်ကြည့်ကင်းထောက်မှုတွေနဲ့အတူရုပ်ကဝယ်ကျင်းပနိုင်ရေးအတွက်တိုင်းဒေသကြီးအစိုးရနိုင်ငံတော်အစိုးရရဲ့ကူညီထောက်ပံ့မှုတွေနဲ့စစ်တွေမျိုးကိုတော့ဒီညင်အေဂျင့်မှုတွေရှိအောင်ဆောင်ရွက်နေစေပဲဖြစ်ပါတယ်။ဒါပေမဲ့အကြမ်းဖက်အာဘေးမီဒီယာတွေကတော့စစ်တွေမျိုးကဒီညင်အေဂျင့်မှုပြပြနေတဲ့အရာရုပ်ကဝယ်မကျင်းပနိုင်တဲ့ပုံစံမျိုးဖြစ်တဲ့အရာ ဝါရဖြန့်နေတာတွေတရင်သူတရင်မတွေလည်းဆောင်ရွက်လျက်ရှိပါတယ်။အပြင်စစ်တွေမျိုးပေါ်မှာဒီစားနေရိတ်ခါအပြင်စေးဝါးတွေဈေးကြီးတာတွေကိုကုန်စင်းလုံးကြီးမြင့်မှုတွေကို highlight ပြီးပေါ်ပြနေပေမဲ့ရခိုင်လက်နက်ကန်တော်အေးထိန်းချုပ်ထားတဲ့၁၄မြို့နယ်တွေမှာတော့တောက်စီယာပါမီတွန်ပါရာစီတမောတောင်မရှိဘဲနဲ့ဝဲဆွဲနေတဲ့ရခိုင်အကြမ်းဖက်တွေလည်းရှိတယ်။ဝဲဆွဲနေတဲ့ရခိုင်အစွမ်းရောက်တွေလည်းရှိကြပါတယ်။ငှက်ဖျားဖြစ်လိုက်ဝမ်းလျှောဖြစ်လိုက်ကျွလုံးတော်ဝဲဖြစ်လိုက်နဲ့တည်နေကြတဲ့သူတွေအများကြီးရှိပေမဲ့ ရခိုင်လက်နက်ကိုင်တပုံအေအေကတော့အပရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးကြွေးကြော်တန်နေတဲ့အတူအာရခလန်းစင်နဲ့အာရခအစိုးရသားပေါ်ဟစ်နေပေမဲ့တကယ်တမ်းမြေပြင်မှာခါးစည်းခံနေရတော့ရခိုင်နေနဲ့ပတ်သက်ရင်တော့မတိကျိုးကျွံပြုတ်နေစေပဲဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်တပုံအေအေကအာရခလန်းစင်လိုက်ပြီးတော့ရခိုင်လက်နက်ကိုင်ကိုဖွဲ့စည်းခဲ့ပြီးတည်ဆုံသွားကြတဲ့သူတွေရခိုင်လက်နက်ကိုင်တပုံအေအေရဲ့အတရားဓမ္မစစ်သားစုဆောင်မှုတွေနဲ့တိုက်ပွဲပေါ်ဆောင်မှုတွေကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေးတငယ်တွေကိုတော့ထွန်းမြတ်နိုင်ရဲ့မိမနှင်းစာဖြူကဂေါရမီရင်ဝင်အမိခံထားတဲ့ကလေးဆောင်လျှောက်ရေးကိဟာကိုပြီးခဲ့တဲ့6လကစတင်ပြီးတော့ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ဒီကလေးတွေကိုအမိခံပြီးတော့ပဲစစ်သွေးကြွတဲ့ဖြစ်အောင်နှင်းစာဖြူကစီယုံပြီးတော့ဥဆောင်ပြီးတော့ဖွဲ့စည်းခဲ့တာဖြစ်တယ်။တီထောင်ခဲ့တာဖြစ်ပြီးထွန်းမြတ်နိုင်ရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ရခိုင်တန်းနှက်ကန်တပုံအေအဓိကအမှားကန်ကေတာတွေဖြစ်လာကြမှာဖြစ်ပါတယ်။ ဒီနေရာမှာဖြစ်ဆက်တင်ဆက်ပေးချင်တာက ရခိုင်လက်နက်ကိုင်သဘောအေအေခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့မိမနှင်းစာဖြူတီထောင်ထားတဲ့ဂေါရမီရင်ဝင်ဆိုတာကရခိုင်လက်နက်ကိုင်သဘောအေအေရဲ့အဓိကအရင်မြင် LOC လမ်းကြောင်းမှာရှိနေတဲ့ကြောက်တော်မျိုးထဲမှာတီထောင်ထားတာပဲဖြစ်ပါတယ်။အကြောင်းပြချက်ကတော့ရင်ဝင်မဲ့ကလေးတွေကာကွယ်စောင့်ရှောက်ရေးဆိုပေမဲ့မိဘတွေတည်ဆုံသွားတဲ့အချိန်ရခိုင်လက်နက်ကိုင်သဘောအေအေရဲ့တိုက်ပွဲပေါ်ဆောင်မှုကြောင့် မိဘတွေတည်ဆုံးသွားတဲ့ကလေးငယ်တွေကိုခေါ်ယူထိန်းသိမ်းစောင့်ရှောက်ပြီးတော့ရခိုင်အစွန်းရောက်တွေအဖြစ်မွေးထုတ်ရေးစီမံချက်နဲ့ရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေကလည်းဒီပုံနာကျောင်းမှာရှိနေတဲ့ Pride အမိခံအကြံဖက်အပေထောက်ခံသူတွေကလည်းတစ်ဖက်တစ်လမ်းကပါဝင်နေတာကိုမြင်တွေ့ရပါတယ်။ ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်လက်နက်ကိုင်းတပုံ AA နဲ့အာပေးထောက်ခံသူတွေနဲ့နှိစက်သူတွေအားလုံးကအကြံဖက်သမားတွေဖြစ်တဲ့အတွက်တမတော်ကတော့ရှင်းလင်းရမှာဖြစ်ပါတယ်။အကြံဖက်တွေနဲ့ပတ်သက်ရင်ရေတောင်းမြစ်တွေအဆွေပွားတွေကအစရှင်းလင်းရမှာဖြစ်တဲ့အတွက်ပရိုက်တာအမိခံထားရုံနဲ့အကြံဖက်သမားတွေထောက်ခံမှုကိုမျက်ကွယ်ပြုလို့မရဘူးဆိုတဲ့အချက်ကိုကောင်းကောင်းကြီးနားလည်ဖို့လိုပါတယ်။ပရိုက်တာအမိခံပြီးတော့အကြံဖက်သမားတွေကိုကူကယ်ပေးနေတယ်၊ကယ်ထုတ်ပေးနေတယ်၊စေဝါဆောင်ရှောက်မှုတွေနဲ့လိုအပ်တာတွေကိုဆောင်ရှောက်ပေးနေတယ်ဆိုရင်တော့ အကြံဖက်သမားအနေနဲ့ပဲတတ်မှတ်ရမှာဖြစ်ပြီးတိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ဒါကြောင့် Prider က Prider လုံနေတဲ့သူတွေကိုဒီကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ Dragon Shark တိုက်ခိုက်မှုတွေပြုလုပ်တယ်ဆိုတာကပြောင်းလဲပြောင်းစားနဲ့အရှက်မဲ့စွာနဲ့ပြောဆိုတဲ့လိုပဲတတ်မှတ်ရမှာဖြစ်ပြီးတော့ဒီလိုမျိုးသတင်းထုတ်ပြန်မှုတွေကိုလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ပရာဟိတကိုအယောင်ဆောင်ထားပြီးရခိုင်လက်နက်ကင်တပုံအေအေရဲ့လိုအပ်တဲ့နေရာကတထောင်တနေရာကပါဝင်နေမှုတွေကလည်းအကြံဖက်အားပေးဖြစ်တဲ့အတွက်အကြံဖက်တိုက်ပြည့်ရေးဥပဒေနဲ့ပါပြင်းပြထန်တဲ့အရေးယူဆောင်ရွက်သွားလို့ရတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒါကတော့ရခိုင်လက်နက်ကင်တပုံအေအေထိန်းချုပ်ထားတဲ့ပုံနာကျွန်းမြို့နယ်အနီးစစ်တွေမြို့ကိုတိုက်ပွဲပေါ်ဆောင်နေတဲ့မင်းချောင်းအနီးမင်းချောင်းသလားအနီးက ကွမ်းတောင်တိုင်းနယ်မှာရခိုင်လက်နက်ကိုင်တပုံ A ရဲ့ထိခိုက်သူတွေကိုတွားရောက်တဲဆောင်နဲ့ပရဟိတာကားနဲ့ပရဟိတာသမားတိစုံမှုနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်တပုံ A ထိန်းချုပ်ထားတဲ့နေရာမှာနေစဉ်ရှင်သန်နေထိုင်ရင်အရခလမ်းစဉ်ပေါ်ပျော်မွေ့နေကြတဲ့သူတွေအလုံးကအကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်